နျူကလ িয়ার တအာဘီဆက်ရောက်နေပြီးတော့အနည်းရင်းတိဆောင်ပြီးနျူကလ িয়ার တအာဘီဆက်ရောက်နေပြီးတော့အနည်းမှတိဆောင်မယ်လို့ရုရှားနိုင်ငံပိုင်အနုမြူကော်ပိုရေးရှင်းရဲ့အထွေထွေညွှန်ကြားရေးမှူးချုပ်အလက်စီလီကာရော့ကရုရှားသမ္မတပူတင်နဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းတို့တွေ့ဆုံမှုပြီးရုရှားသတင်းဌာနရဲ့မေးမြန်းချက်ကိုဖြေကြားခဲ့ပါတယ်။55မဂါဝတ်ထွက်ရှိမဲ RDM 200အမျိုးအစားအသေးစားနျူကလ িয়ার တပ်ပေါင်းမှုနှလုံးတိဆောင်မှာဖြစ်ပြီးတော့ စစ်စုပေါင်း130မဂါဝတ်ထွက်ရှိမှာဖြစ်ပြီး330မဂါဝတ်အထိပါနောက်ပိုင်းမှာတိုးချစ်တည်ဆောက်သွားနိုင်မှာဖြစ်တယ်လို့သတင်းထုတ်ပြန်ချက်တွေကနေသိရပါတယ်။ဒါအပြင်ရုရှားမြန်မာနှစ်နိုင်ငံကြားနေရာဒေသအကွာအဝေးကိုစိုးရိမ်မှုမရှိသော Rosatom ကုမ္ပဏီကိုယ်တိုင်ကလည်းထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီဖြစ်ကြောင်းဘိုလီးဗီးယားအာဖရိကနဲ့ရုရှားအရှေ့ပြည်ဒေသတွေမှာလည်းတိစောက်ထားတဲ့တာရကရရှိကြောင်းလဲအလက်စီလီခါချော့ကဆိုပါတယ် ။လင်ငယ်ရီဟာရုရှားရဲ့နျူကလ িয়ার စီမံကိန်းတွေမှာပုံမပါဝင်လာပြီးတော့ရုစတန်နဲ့ချိန်ဆက်ထားတဲ့ရုရှားတပ်ကတူမှပညာသင်ယူနေကြပါရယ်။နျူကလ িয়ার ဆိုင်မထွက်ယူနိုင်တဲ့နိုင်ငံတွေမှာတော့မှနျူကလ িয়ার ပညာရှင်တွေရှိနေပြီဖြစ်ပါရယ်။ဥပမာအားဖြင့်မြန်မာလူငယ်တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကနျူကလ িয়ার စီမံကိန်းမှာအလုပ်လုပ်နေကြတယ်လို့ဘင်္ဂလားဒေ့ရှ်လူငယ်တွေဟာလေတူရကီရဲ့စီမံကိန်းတွေမှာဝင်ရောက်လုပ်ကိုင်နေကြအရှေ့ပြားစီးပွားရေးဖိုရမ်တစ်ခုမှာ LSC ကခါချော့ကပြောဆိုခဲ့ပူပါရယ်။ အဲ့ဒီခီးစမှာနျူကလ িয়ার ဆိုင်ကိုညဉ့်ညစာအတံပြုပြီးတော့ကန်နာဆောင်မှာဆိုင်ရနိုင်တဲ့အခြေအနေတွေကိုရူစတန်နဲ့ဆွေးနွေးပြီးတော့နားလည်မှုစာချုပ်လားတစ်စာကိုလက်မှတ်ရေးထိုးခဲ့ကြပါရယ်။အဲ့ဒီနောက်နာဆာကလည်းရုရှားရဲ့နျူကလ িয়ার ဆိုင်အတံပြုနိုင်ရေးအတွက်အကြေရေးဒါစင်နဲ့ချီတွေးဆောင်ခဲ့ကြပြီးတော့အခုနောက်ဆုံးမှာတာအပိစက်ယုံတိဆောက်ရေးစာချုပ်ကိုချုပ်ဆိုလာနိုင်ခဲ့တာပါ။နာဆာကရဲ့အပူဆိုင်ရဲ့တာအပိစက်ယုံတိဆောက်ရေးဆိုတဲ့တပတ်လည်လှိမ့်လုံးနဲ့တင်းထုတ်ပြန်ချက်တွေဟာနျူကလ িয়ার တာအပိစက်ယုံတိဆောက်ရေးအတွက်ခြေလှမ်းတွေဖြစ်ပါရယ်။ ၂၀၂၂ခုနှစ်ဒီဇင်ဘာလ၉ရက်နေ့မှာ Rosetten Company ကကိုယ်စားလှယ်အဖွဲ့ဟာနေပြည်တော်ကိုရှာလာပြီးတော့ပေါင်းလုံးစင်အနီးက CIG ပါတက်တော်ကြီးပါအုပ်စုငရဲစုကြီးပါအုပ်စုပေါင်းလုံးရှင်လောက်တမန်အနီးနာကမြေနေရာတွေမှာနျူကလ িয়ার တပ်အဖွဲ့စေယုံတည်ဆောက်ဖို့အတွက်ကြောက်ကားလေးလာတာရှီယာရှိနိုင်မှုနဲ့ငလျင်ကျောင်းတည်ယူပို့ဆောင်ရေးကဘာဝပေါင်းဝင်ချက်အခြေအနေတွေလေ့လာခဲ့ကြတယ်လို့ NASA ကကထုတ်ပြန်ထားပါတယ်ပမော်ရင်တိုက်ပွဲပြန်လည်ဖြစ်ပွားဝိုင်းမော်နဲ့မြကြီးနာကိုစစ်တပ်ကစစ်ကြောင်းထူး ကချင်ပြည်နယ်ပမောမြို့စက္ကက27ပါဝင်ကျင်နဲ့တဝိုင်းမှာဆိုရင်တော့စစ်တပ်စခန်းတွေကိုကချင်လွတ်လပ်ရေးတမတော် KIA မလ22ရက်နေ့မနေ့ကစတင်ပြီးပြန်လည်တိုက်ခိုက်နေရလို့သိရပါတယ်။ပမောပါဝင်ကျင်မှာမြေပြင်တိုက်ပွဲတွေညစ်တန်းကြီးကတပတ်ဝင်ကျင်ရှိလာပြီးဖြစ်ပြီးတော့မလ22ရက်နေ့ကနေစတင်ပြီး KIA ကပြန်လည်တိုက်ခိုက်နေရဖြစ်ပါတယ်။ကကြလလေတမရောကစကခ27ကိုအာတိထုဆစ်စင်တက်ခိုင်နေရဖြစ်ပြီးတော့ပုံမမျိုးပါဝင်ခြင်းကခလာရ49နဲ့လီမိုင်းစတက်စက ပါဝင်ခြင်းနေမှာဆိုရင်တော့မြေပြင်တိုက်ခိုက်မှုတွေမရှိသလောက်ဖြစ်နေရလို့သိရပါတယ်။ဝိုင်းမော်မျိုးတွေကနောက်ဆုံးကြန့်ရှိနေတဲ့ခလာရ58တက်စခန်းကနေလမ်းရကြေးရွာပေါ်မှာလေတက်မရော်နဲ့ပြည်သူစစ်ပူပေါင်းတပ်ဖွဲ့တွေကမလ22ရက်နေ့ကနေစည်ရင်လှောက်ရှာလာတာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဝိုင်းမော်မျိုးနဲ့ခလာရ58တက်စခန်းတွေကိုလည်းစစ်ရင်အားရပို့ဆောင်ပြီးတော့နှစ်ဖက်စီရင်တင်းမာနေရလို့လည်းသိရပါတယ်။တက်မရော်ဘက်ကမလ22ရက်နေ့ညနေမှာမြစ်ကြီးနားမြို့နယ်တွေကမြစ်ကြီးနားတနိုင်း ဖားကန်လန်ခွဲကြီးရဖြစ်တဲ့လဝါနေတွန်ပေါ်ခကြီးရရီမှာတနက်ပြဖဝင်ရောက်လာပြီးတော့တက်ဆွေးနေရယူနေရလို့သိရပါတယ်။တမရော့ဘက်ကမြစ်ကြီးနာတနိုင်လန်တို့ရှာစေရင်လှရှာနေပြီးလေကြောင်းတက်ခိုက်မှုတွေလည်းပြုလုပ်နေရတယ်လို့နှစ်ဖက်စီတင်မမှုတွေကြောင့်ကြေးရွာမီပြည်သူတွေလည်းထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ပုံမမျိုးပါဝင်ခြင်းကိုတမရော့ဘက်ကစကခ21မကြာကြီးအတွက်နေ့စဉ်လေကြောင်းတက်ခိုက်မှုတွေအပြင်းထန်ပြုလုပ်နေရလို့သိရပါတယ်။ ဗမောကကြက်ရှိနေတဲ့တက်စကန်တွေကိုလေကြောင်းအနေနဲ့လက်နက်ခဲရရိတ်ခါတွေကိုပို့ဆောင်မြရပြီးတော့မြေပြင်ထောက်ဖို့မပြုလုပ်နိုင်တော့တဲ့အခြေအနေဖြစ်ပါရယ်တက်သားတဲ့မြပုံမလိုအပ်ဟု BBL ပြောဗမာပြည်သူလူမျိုးရေးတပ်တော် BBL တန်းတက်သားတဲ့အဖြစ်နဲ့အမှုထမ်းမှုတွေရှောက်ထမ်းမှုတွေစတက်ရှိနေရလို့သိရပါရယ် BBL အနေနဲ့ ဒေသအသစ်တိုက်ပွဲအသစ်တွေနဲ့အာဏာရှင်စနစ်ကိုအမြန်ဆုံးအမြင့်ဖြတ်ချေမှုတိုက်ထုတ်ပြီးစနစ်အသစ်နိုင်ငံအသစ်နဲ့လူလူလူများကြီးအတွက်ပူးပေါင်းတိုက်ပွဲဝင်ဖို့2024ခုနှစ်ရေကတပ်သားအသစ်တွေခေါ်ယူခဲ့ရမှာရှောက်ထားတဲ့သူတွေစတန်ရှိနေပြီမေပုံမလိုအပ်နေသေးရလို့ PPL ရဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်လင်းလင်းကပြောဆိုထားပါရီမြန်မာစစ်တပ်ဟာသူတို့ရှင်တန်ရေးအတွက်ပြည်သူလူထုကိုအတင်းအဓမ္မစစ်မှုထမ်းစေခိုင်းနေတာဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့တွေကတော့လူထုလူများကြီးအတွက်ပူပေါင်းအင်အားလိုအပ်လို့ဖြစ်တယ်လို့ PPL ကဆိုထားပါရီ စစ်တပ်ကိုအလဲထိုးချင်းချောင်းနိုင်တဲ့တိုက်ပွဲဖြစ်ဖို့ဆိုရင်လက်နက်ခေယံထောက်ပို့လမ်းကြောင်းအခိုင်အမာရှိရမယ်ပြင်ရဲဘော်အင်အားကိုလည်းလိုအပ်တာကြောင့်လူလူလူများ၏အတွက်စိတ်ပိုင်းဖြတ်ထားတဲ့သူတွေကို PPLA ကအငြင်းဖိတ်ခေါ်ကြိုးဆိုနေရလို့ဆိုပါရယ် BBL အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကရင်ပြည်နယ်အပါအဝင်ဒေသတော်များများကတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပူးပေါင်းတိုက်ပွဲဝင်နေတဲ့အခွင့်ဖြစ်ပြီးအညာဒေသမှာအခြေချကစစ်စေရေးတွေဖော်ဆောင်မယ်လို့2024ခုနှစ်ကကြေညာပြီးတပ်သားတွေကိုခေါ်ယူခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင်ကျပါမယ်ဖေတီအစည်းအဝေးကိုဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တက်မည်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာဘင်းစတက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့အတွက်ဧပြီလ3ရက်နေ့ကနေ4ရက်နေ့ထိဘန်ကောက်မြို့ကိုလာရောက်မယ်လို့တတင်းရှင်းမြစ်တခုကအတည်ပြုကြောင်းထိုင်း PPS သတင်းမှာဖော်ပြပါရယ်ထိုင်းနိုင်ငံမှာကျပါမယ်6ကြိမ်အထိကန်နာဇော်မီပညာနယ်စီပွားရေးပူပေါင်းဆောင်ရွက်ရေးဘင်းစတက်ထိပ်သီးအစည်းအဝေးမှာဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တက်ရောက်မယ်လို့နှီးစက်တဲ့တတင်းရင်းမြစ်ကအတည်ပြုကြောင်းသတင်းမှာဖော်ပြထားတာပါ ီခီစေဟာပုံစံမူကြီးမြောင်းလဲအတွက်2021ခုဆက်နာသိမ်းပြီးနောက်ပိုင်းဘန်ကောက်ကိုလာရောက်မယ်ပထမဆုံးခီးစဉ်ဖြစ်လာမှာပါအဲ့ဒီထိပ်တည်အစည်းအဝေးအတွင်းမှာအထူးကြတဲ့ကိစ္စရပ်တွေကိုပြင်ဆင်ဖို့အကြီးအကဲအရာရှိတွေရဲ့အစည်းအဝေးတွေလည်းစတိုက်ပြုလုပ်သွားဖို့ရှိနေပါတယ်ဒါဟာထိုင်းဝန်ကြီးချုပ်ရှနာဝက်ဒရာကတဘောပတိဖြစ်တဲ့ဦးဆောင်ကျမမေပထမဆုံးထိပ်တည်အစည်းအဝေးလေးဖြစ်လာမှာပါ BIMSDEC အဖွဲ့ဝင်နိုင်ငံတွေကလည်းသူတို့ရဲ့ခေါင်းဆောင်တွေတက်ရောက်မယ်အကြောင်းကိုကြေညာထားပါတယ်အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီယာလေးအဖွဲ့ဝင်ခုနှစ်နိုင်ငံဖြစ်တဲ့တီရီလင်္ကာဘင်္ဂလားဒေ့ရှ်ဘူတန်မြန်မာနီပေါ်နဲ့ထိုင်းနိုင်ငံကခေါင်းဆောင်တွေနဲ့အတူတက်ရောက်မှာဖြစ်ပါတယ်။တက္ကသိုလ်99ခုနှစ်ကဘင်္ဂလားမှာဖွဲ့စည်းခဲ့တဲ့ BANSTEC ဟာဘင်္ဂလားပင်လယ်အော်နဲ့ထိစပ်နေတဲ့နိုင်ငံတွေစီးပွားရေးအရာပူးပေါင်းဆောင်ရွက်နိုင်မှုရှိမှန်းခဲ့ရပါတောက်အရှာနဲ့အရှိတောင်အရှာကြားပေါကုတ္တတာပြင်းနဲ့ဆောင်ရွက်ပြီးဒေတာတွေစီးပွားရေးလူမှုရေးနဲ့အင်ဂျင်မှုဆိုင်ရာဆက်ဆံမှုတွေကိုမြှင့်တင်ပေးရလဲဖြစ်ပါတယ်။ထိပ်သီးအစီအွေမှာအဖွဲ့ဝင်နိုင်ငံတွေ တန်တမာရေးနဲ့စီးပွားရေးဆက်ဆံရေးခိုင်မာစေဖို့အတွက်နိုင်ငံရဲ့အစည်းအဝေးတွေစတိုက်ကျင်းပတော်မှာပါ။ဒါအပြင်ရေကြောင်းဆိုင်ရာပူပေါင်းဆောင်ရွက်မှုရေရှည်တည်တံ့နဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ဒေသရင်းချိတ်ဆက်မှုကိုလည်းအဓိကထားပြီးတော့လှုပ်ဆောင်သွားမယ်လို့သတင်းရှင်းမြစ်ကကကပြီး Thai PBS သတင်းမှာဖော်ပြထားပါရယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လတုန်းကသရုတ်ထအချိန်မှာ Benstead မြို့သားလုံခြုံရေးဆိုင်ရာအကြီးအကဲများအစည်းအဝေးကိုမြန်မာနိုင်ငံကအရှင်ပြင်းနဲ့လက်ခံပြုလုပ်ခဲ့ပါရယ်။ တရားစတာတူဖွဲ့ရေးလုပ်ငန်းများလုပ်ငန်းလိုင်စင်ရှောက်ရန် DNL အမိထုတ်မြို့ကမြို့ကလုပ်ငန်းရှင်တွေအနေနဲ့အခုလကုန်နေ့အထိလုပ်ငန်းလိုင်စင်တွေရှောက်ထားဖို့တအားမြို့သားလူမျိုးရေးတမတော် DNL ကအမိတရက်ကိုထုတ်ပြန်ထားပါတယ်မြို့ကမြို့ကတဘာဝတရားစတာတူဖွဲ့ရေးလုပ်ငန်းရှင်တွေကုန်သွယ်ရေးလုပ်ငန်းနဲ့အခြားသောလုပ်ငန်းတွေလုပ်ငန်းဆောင်ရွက်နေတဲ့လုပ်ငန်းရှင်တွေအနေနဲ့အခုမလကုန်အထိလုပ်ငန်းလိုင်စင်တွေရှောက်ထားဖို့ DNL ရဲ့စီးပွားရေးဌာနမှဘိုးချုပ်ဂျာလန်ကျော်များကမလ၁၃ရက်နေ့နေ့စဉ်နဲ့အမိထုတ်ပြန်ထားပါတယ် ်လက်ရှိမှာအမေတိုင်းမလို့ဆောင်ရင်အရေးယူဆရာဖို့တက်ပြင်ဆင်နေရလို့ဒေတာရင်းတည်နေအရာသိရပါရယ် DNL တည်နေပြင်ကြားရေးတာဝန်ခံလူရည်ဦးကလက်ရှိကတော့တရားစတဲ့ဒုဖွဲ့ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးအသေးစားလုပ်ငန်းတွေကိုပဲခွင့်ပြုထားပါသေးတယ်။အကြီးစားတွေကတော့မူဝါဒတွေရေးဆွဲနေစေဖြစ်ပါရယ်ခွင့်မပြုသေးပါဘူး။ဒီလိုမျိုးလိုင်စင်လျှောက်တာကတော့လုပ်ငန်းအလုံးလုံးဆောင်ရမှာဖြစ်ပါရယ်လို့ပြောပါရယ်။ DNL ကနေထုတ်ပြန်ထားတဲ့လုပ်ငန်းလိုင်စင်ကိစ္စကိုပြန်လည်ရုပ်သိမ်းပေးဖို့အတွက်မိုးကုတ်မြို့အုပ်ချုပ်ရေးကော်မတီရုံးက ပြီးခဲ့တဲ့မလလီရဲ့နေမှာမော်ကိုမြို့မှာရှိတဲ့ PSLF DNL ရဲ့မော်ကိုခရိုင်မှုရုံကိုအကြောက်ကြားခဲ့ပြီးမယ် DNL ကအခုလိုအမိထုတ်ပြန်လာတာပဲဖြစ်ပါတယ်။မော်ကိုမြို့ဟာ American Dollar တန်းနဲ့ချီတန်းကြီးရှိတဲ့နာမည်ကျော်အဖိုးတံပရမများရီထွက်ရှိရာမျိုးဖြစ်ကြကြပြီးမီလာပြောက်ကောင်းစိမော်ကိုကြက်တွေလည်းထွက်ရှိပါတယ်။လက်ရှိမှာတော့အကြီးစားကြက်မြတ်တူဖော်ရေးလုပ်ငန်းတွေကိုခွင့်မပြုသေးပေတပိုင်တနိုင်ကြက်တူသမားတွေစာဝတ်နေတည်လေစေဖို့အသေးစားလောက်ကကိုပဲခွင့်ပြုထားတယ်လို့ TNLC ကနေသိရပါဗျ။